ယူနိုက်တက်တို့၅ပါးတွေမကတန်ခါစင်မောင်းမှာပဲကာလနာတိုက်နေရခြင်းအကြောင်းရင်းဘရင်နာအမေမင်းတော်များယက်စပွန်အိုင်ဘက်ကွန်ရှီကိုစာပေးကနေပြန်လည်ကြိုလိုက်ပါရင်အီလီဂျန်လေးတူဖြစ်တဲ့ပေါလိုကွန်တိုကမန်ယူနိုက်တက်ကိုဖျားခင်ကောင်းကြီးပေးပါခြင်းပြီးခဲ့တဲ့၁၀နှစ်ကနေ၁၂နှစ်အတွင်းသူတို့ထက်ပိုပြီးအရေးချင်းရှိတဲ့ကစားမကောင်းတွေကိုဖျက်ဆီးခဲ့တဲ့အသင်းကကမ္ဘာပေါ်မှာသူတို့အသင်းကလွဲပြီးဘယ်တင်းမှမရှိပါဘူးဒီနေ့မှဆိုရင်လည်းကျွန်တော်တို့ဟိုင်လန်ရဲ့ကောင်းမွန်တဲ့ခြေစွမ်းကိုမြင်တွေ့ခဲ့ရပါတယ်လို့ပြောခဲ့ပါတယ်ဆက်လက်ပြီးတော့သူကပြီးခဲ့တဲ့ရာသီကဆိုရင်လည်းတော်မီနီကနာပိုလီကိုစကူတက်တော့ချန်ပီယံဖြစ်အောင်ဦးဆောင်ပေးခဲ့တာပါ ။နောက်ပြီးတော့ဒီကြာဆိုရင်လည်းဖီယိုရင်တီနာမှာကောင်းမွန်တဲ့ကာကွယ်မှုတွေကိုလုပ်ပြခဲ့တာပဲလေ။ဒါကြောင့်ကျွန်တော်ကတော့သူတို့သုံးလုံးကိုကျေးဇူးတင်လို့မဆုံးပါဘူးလို့ဆက်ပြောခဲ့ပါရင်။ဒီစကားတွေက United ရဲ့ဉာဏ်ဖြင့်တဲ့စီမံခန့်ခွဲမှုကိုအငေါ်တူးလောင်ပြောင်းပြောဆိုခဲ့ပါရင်။ကိုလိုပြောခဲ့တဲ့စကားတွေကတကယ်လည်းစဉ်းစားစရာအများကြီးကောင်းပါရင်။သူကတော့မန်ယူအသင်းကိုလောင်ပြောင်းပြောဆိုခြင်းရောလားဆိုတော့မပြောတတ်ပါဘူး။ဒါပေမဲ့သူစကားတွေကမန်ယူအသင်းရဲ့အုံနောက်မှာဉာဏ်ဖြင့်တဲ့စီမံခန့်ခွဲမှုတွေကိုထောက်ပြလိုက်တယ်လို့ပါပဲ။ ယူနိုက်တက်အာဆာလန်ဖာဂူဆန်လန်ထံ1986-2013ပြီးဆုံးပြီးတဲ့နောက်ပရီးမီယံလိမှာအောင်မြင်မှုရဖို့အတွက်ရုန်းကန်နေရပါရင်အသင်းအတွက်ခေါ်ယူခဲ့တဲ့ကစားသမားအစုဟာအသင်းအတွက်ဘမထူးထူးခြားခြားလုပ်ပြမပေးနိုင်ခဲ့ပါဘူးတခြားသင်းတွေစီမာတုံးကတော့ဆရာကြီးတွေဖြစ်နေတဲ့ကြပါပဲယူနိုက်တက်အစီကိုရောက်ရှိလာရင်တော့ စားမတွေအားလုံးကဖိုကြားတွေဖြစ်သွားတဲ့ကြပါတယ်ဒီတော့နောက်ဆုံးမှာအရှုံးခံပြီးအသင်းကနေပြန်ထုတ်တယ်ယူနိုက်တက်မှာသာချီးလို့တွေဖြစ်နေပေမယ့်အဲဒီကစားသမားတွေက United ကနေထပ်ပြီးတခြားအသင်းအသင်းကိုရောက်သွားရင်တော့ငကုံမူလာပုံစံအတိုင်းပဲခြေစွမ်းကောင်းတွေကိုပြန်လည်ပြသနိုင်နေရှိလာတဲ့ကြပါတယ်ဒါကတယောက်နဲ့အောင်လည်းမဟုတ်တော့ပါဘူး Ferguson အယူပြီးချိန်ကလေးကနေဒီနေ့ထက်တိတောက်လျှောက်ကိုဖြစ်နေတာပါဒီတော့ဒီကိစ္စကတမန်သွေးဟိုတာယောကိစ္စလို့တော့မြင်လို့မရတဲ့အနေအထားဖြစ်ပါတယ် ကိုလိုပြောခဲ့တဲ့ကစားမသုံးဦးကိုပဲဥပမာပြပါမယ်။ဝိုင်လန်ကို United ကတက်လာနာကနေပြောင်းရွှေ့ခြင်းပေါင်း80တန်းလောက်ထိပေးပြီးတော့ခေါ်ယူခဲ့ပါတယ်။တယောက်ချင်းရာသီမှာတော့မစိုးလာပါဘူး။ချန်ပီယံလိမာနဲ့ဝိုင်လန်ကဂိုးရင်တိုင်ကန်သွင်းပေးတယ်။ဒါပေမဲ့ဒဏ်ရာရသွားခဲ့ပြီးတဲ့နောက်ဝိုင်လန်ခြေစွမ်းကပုံမှန်ပြန်ဖြစ်မလာတော့ပါဘူး။အဲဒီအချိန်မှာဝေဘန်ကနေကမဆန်မပြေရောက်လာခဲ့ပါတယ်။လူငယ်စာမလေးတယောက်တည်းဒီလိုကိစ္စမျိုးတွေကိုရင်ဆိုင်ကြော်ဖြတ်ဖို့ဆိုတာကအပြောလဲတဲ့လက်တွေ့ကြဖို့ခဲ့ပါတယ်။ဒီတော့နောက်ဆုံးမှာဝိုင်လန်နဲ့ရေနေနေခဲ့ရပြီးနာပိုလီကိုအင်္ဂါနဲ့ထွက်ကစားခဲ့ရတယ်။နာပိုလီနဲ့ပွဲဥတော်မှာပဲဝိုင်လန်ကခြေစွမ်းပြဂိုးရီအသွင်းယူပေးခဲ့တော့ သူတွေမအနေနဲ့ဆိုတာကစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ဒိုမီနီမာ။ဒိုမီနီကပဇွန်အုံနောက်လို့တောင်ပြောခံခဲ့ရတာပါ။ဒါပေမဲ့သူအားတန်တာကဘောက်စ်တူပါမီဖီဒါနီယာဖြစ်နေတော့ဒါကိုမှန်ကန်အောင်လိုင်ယွန်ညီထွေဖြစ်အောင်နေရာခြားထားပေးမဲ့နေပြပြောယူနိုက်တက်မှာမရှိခဲ့ဘူး။ဒီတော့ဒီတော့ဒိုမီနီနဲ့ချိန်ဆပြန်အစဲခံရတဲ့နောက်ဆုံးနာပိုလီကိုရောက်သွားခဲ့ရတယ်။နာပိုလီမှာဒိုမီနီကသူကစားချင်တဲ့နေရာမှာကစားဝင်ရခဲ့တယ်။နာပိုလီနေပြကွန်နီကလည်းကစားဝင်ပေးခဲ့တယ်။ဒိုမီနီအတွက်သူ့ရဲ့ကစားပုံကိုတော့လိုင်ယွန်ညီထွေဖြစ်အောင်ကွန်နီကပြောင်းလဲပေးခဲ့တဲ့တည်း။ ဒီတော့ဘာရင်ဆက်ဖြစ်လာရင်သူရဲ့နာဝလီကစားမဘွားပရမအောင်ရာဒီမာရင်တော်မီနီကနာဝလီအထွတ်အေးပါတဲ့ဂိုးတွေကိုအများကြီးသွင်းယူပေးခဲ့ပြီးစီးရီးရဲ့ချန်ပီယံဆုကိုရခဲ့တယ်။ဒီလောက်နဲ့မပြီးသေးဘူးစီးရီးရဲ့တင်းတာအကောင်းဆုံးကစားမဆုကိုလည်းရခဲ့တယ်။ဒီကိစ္စကတော့ရှင်းပါရင် ခွဲကရုံးတန်အမွေလိုပါဒီကရာနေ့ကစာချုပ်တန်တိုးဖို့စာချုပ်ထဲမှာလက်မှတ်အောင်ထိုးပေးပါပြီဒါကိုခွဲကရုံးကစာချုပ်ပြန်လဲရုပ်သိမ်းခိုင်းခဲ့ပြီးအော်ဒါနာကိုပေါင်သန်း90ဒီပါနဲ့ခေါ်ခဲ့ပါတယ်ဒါတွေကိုချင်းလိုက်တဲ့အတင်ဘာတွေမှားနေလဲဆိုတာမြင်သာလှပါတယ်အဓိကအားဖြင့်အသင်းရဲ့ပိုးဖွဲ့လူကြီးတွေဟာခေါင်းထဲမှာအုံနောက်မရှိဘဲနဲ့ချီးတွေကြီးပြင်းနေတဲ့သူတွေပါဒီလိုလူတွေတက်ပြီးအုပ်ချုပ်နေမှာတော့အသင်းကဗရုံးနဲ့နေဖြစ်ကုန်တော့တာပါပဲသူတို့ရဲ့စိတ်ထဲမှာအဓိကအားဖြင့်ဂလေးစားကိုကာကွယ်ချင်ကြပါတယ်ဂလေးစားစီကောင်းအများအုပ်လက်မလာခင်ပြီးအောင်ဆိုပြီးတော့ကစားမခေါ်ယူမှုတွေကိုစီမံကိန်းနဲ့မလုပ်ဘဲမမေ့မြင်အောင်နမဲချင်းရင်ပြီးအောင်ဆိုပြီးတော့ရှောက်ခေါ်ပါတယ်နောက်ဆုံးတန်းအဲ့လိုချီးလို့နေပြနဲ့သွားပေါင်းပြီး ော့ United ရဲ့ဘွားကကာလာနာရီတိုက်တော့ကုန်လာပါပြီ။ပြည်သမားကရောဘလို့မြင်ကြလဲ United ကဘာတွေမှနေလဲကျွန်တော်ပြောခဲ့တာတွေကိုရောလက်ခံကြရလား။ကိုယ်ချင်းနဲ့ကိုမျိုးကိုပွင့်နေနေပြောပြခဲ့ကြပါဦး။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။